ထဝယ်မြင့်ကိုစိုးစင်းလာတဲ့စက်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကွန်တိန်နာတဲဘောကိုဒေတာတော်လိုင်းရဲ့တပ်တွေကပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့လောင်းလုံပြည်သူကာကွယ်ရေးဖွဲ့စည်းကနေသိရပါဗျ။မတ်လ3ရက်နေ့ညနေ၄နာရီခွဲလောက်မှာအဓမ္မစုဆောင်ခံရတဲ့စစ်မှုထမ်းတင်နန်းသားတွေနဲ့စက်ကောင်စီတပ်သားအင်အား၄၀လောက်အားကော်ဒီနာတင်မို့မှာလိုက်ပါလာတာဖြစ်တယ်လို့လောင်းလုံးပြည်သူ့ကာကွယ်ရေးဖွဲ့ရဲ့တာဝန်ရှိသူကဆိုပါတယ် အဆိုပါတင်ပေါ်မှာလိုက်ပါလာတဲ့စက်ကောင်စီတပ်သားတွေကိုဒိတာတော်လိုင်းရဲ့တပ်တွေကအလေပစ်ခတ်တက်ခတ်ခတ်ရပစ်ခတ်ခြင်းဆယ်မိနစ်လောက်ကြာမြင့်ခတ်တယ်လို့အထက်ပါတောင်းဝန်ရှိသူကဆက်ပြောပါတယ်စေမူထံပေါ်အဓမ္မဆူဆောင်းခံရတဲ့သင်တန်းသားတွေကိုစစ်သင်တန်းပေးဖို့အတွက်တဝဲကနေမြို့မြို့ကိုပို့ဆောင်သွားမှဖြစ်တယ်လို့သိရပါတယ်။ပိတ်ခတ်တိုက်ခတ်မှုတွေစစ်ကောင်စီတပ်တွေဘက်ကထိခိုက်သိမ်းဆိုးတာတွေရှိပေမဲ့ရေတက်တီကြောင့်တော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။ တင်မောဟာပြစ်ခတ်တိုက်ခတ်ခံရပြီးနောက်ဒဝံမြေကြောက်တိုင်းမြေမျိုးဘက်ကိုအရှိတင်ပြီးဆက်မောင်းနေသွားတယ်လို့ရဲဘော်တွေရဲ့ပြောပြချက်ရသိရပါတယ်။ဒဝံမြေတွင်သွာလာနေတဲ့ငါဖန်ဆက်လေတွေနေနဲ့စက်ကောင်စီတပ်သားတွေကိုတင်ဆောင်တာနဲ့ပတ်သက်တာတွေမပြုလို့ဘလောင်းလုံးပြည်သူကာကွယ်ရေးဖွဲ့ကတတိပိတ်ထုတ်ပြန်ထားပါရဲ့ရှင်။